မင်္ဂလာပါရှင်ဒေါက်တာမြန်မာကျန်းမာရေး website မှာကြိုဆိုပါရစေဒီ season လေးကနေတဆင့်ကိုဝင်ပတ်လိုက်သတိသားလေးကြီးထောက်ဖို့မျိုးလာပုံအစဉ်စဉ်နဲ့ဖဖေမမေတို့တည်ထားတဲ့ဆောင်းရံဆောင်းရံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အခုဆိုရင်တော့ကိုဝင်ကိုဘက်မြောက်နဲ့ဆယ်ဘက်မြောက်အကြောင်းကိုဖဖေမမေတို့တက်ပြပြပေးမှာဖြစ်ပါရဲ့ရှင်ကိုဝင်ကိုဘက်မြောက်မှာတော့ကလေးလေးကခေါင်းထောင်လာပြီးတော့လက်ဘင်းလေးပုံမဖွင့်ပြလာပါပြီအထရာဆောင်းရိုက်ကြည့်ရင်တော့ကလေးလေးလှုပ်ရှားနေတာကိုတွေ့နိုင်ပါတယ် ကိုဝင်ကိုပတ်မြောက်မှာမိမိအနေနဲ့ကတော့ကိုဝင်ချောင်းဖြစ်တဲ့ရင်ပူရာတွေပြုတ်အန်နာတွေလေပွားတာတွေအစားတောက်ပြက်တာတွေဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။တအင်ဟာခလေးငယ်နဲ့အတူကြီးထွားနေပါတယ်။ခလေးလှုံ့မလို့ကိုတော့မိမိအနေနဲ့ခန်းစားရအောင်မှမဟုတ်သေးပါဘူးရှင်။ခါနေနေတုတ်လာပြီမဲ့အခြားသူတွေကတော့ကိုဝင်ရှင်မန်းအောင်တည်အောင်မှမဟုတ်သေးပါဘူး။ဆက်လက်ပြီးတော့ကိုဝင်ဆယ်ဘက်မြောက်မှာရှင်သွေးလျာဆိုရင်တင်းငယ်သေးပေမဲ့လူသားတယောက်နဲ့တူလာပါပြီလက်တွေချီရေရှိလာပြီဒူးကောင်းနဲ့တတောင်ဟာကိုေးဆက်လာနိုင်ပါပြီ မမေးပိုက်ဟာအရင်မကြီးသေးပေမဲ့ပေါ့ပွားချမ်းချောင်းဝဲမှတတတောင်တတရှိမှာပါပင်မန်းပြီးစိတ်လှရှားလွယ်တဲ့ခန်းစားချက်တွေရှိနေအောင်မှာဖြစ်ပေမဲ့မကြခင်မှာပျောက်ကွယ်သွားတော့မှာပါရတတပန်း၁၀ဘက်ကစပြီးတော့ down syndrome အပါအဝင်မျိုးရိုးဗီဇဆိုင်ရာယောဂတချို့ကိုလည်းစစ်ဆေးနိုင်ပါသေးတယ် ိုဝင်ကိုဘက်နဲ့စေဘက်မြောက်မှာတတိထားမဲ့အချက်တွေအနေနဲ့ကတော့ကယ်စီယမ်ဓာတ်ဟာခလေးနဲ့မိမိနှစ်ဦးစလုံးအတွက်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ကယ်စီယမ်ပါတဲ့အစားအသောက်တွေများများစားပေးရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ပန်းကော်ပီစိမ်းတွေ၊ cheese တွေ၊တေးချာကျွတ်ချက်ထားတဲ့နွားနို့တွေဖြစ်ပါတယ်။နောက်တစ်ခုကတော့ဗော်လီမွေးပါနဲ့တော့မိမိရဲ့ရှင်သားနဲ့တင့်တော်မဲ့ဘရာဇီးယားကိုရွေးချယ်ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့အောက်မှာတန်သို့မဟုတ်ပလတ်စတစ်ပါတဲ့ရင်သားပင်တင်စီတဲ့ဘရာဇီးယားမျိုးကိုတော့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ရင်သားကိုယူဆိုင်ခြင်းကနောက်ပိုင်းမှာရင်သားတွဲကျလာတော့ကိုလည်းကောက်ွယ်ပေးမှာဖြစ်ပါတယ်။ကိုဝင်ဆောင်စဉ်ကာလအတွင်းမှာအမျိုးသမီးအများစုဟာရင်သား1 byte ခါနဲ့တင်ပါရီမှာအကျော့ပြက်တာတွေဖြစ်တတ်ပါတယ်။အရေပြားအကျုံအဆန့်ကောင်းစေမဲ့လိန်စီခရီးမ်တီနဲ့တန်လွင်စီစစ်စစ်တွေကို ကိုဝင်ဒုတိယမြောက်လာလောက်ကလေးကစတင်ပြီးတော့နေ့စဉ်နှိမ်ပေးတင်ပါရဲ့ရှင်။ဒါဆိုရင်တော့ကိုဝင်ကိုဘက်မြောက်နဲ့ဆက်ဘက်မြောက်မှာဆောင်းရှောင်းရီကိုဖဖေမေမေတို့တည်သားမယ်လို့မျှော်လင့်ပါရဲ့ရှင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။